ဆရာကြီးမင်းသိန်ခရဲ့ပြောပါတယ်မောင်ပြီသိန်းအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းကိုမောင်ပြီသိန်းဒီနာဒရန်ထံမှပြန်လာပြီးသိန်းကြီးစေးတို့ဝင်၍အထဲစားများကလေးပဲမတ်ပဲစီးပုံထောဘက်ကျုံမှုန်စသည်များကိုဝယ်ယူကဘဂဝန်ဆိုသောဖိုးကြီးအိမ်သို့ပြန်လာခဲ့လေသည်ဖိုးကြီးလည်းမောင်ပြီသိန်းပစ္စည်းများနှင့်ပြန်လာသည်ကိုတွေ့ရလင်ဟေးလူကလေးအဆင်ပြေလာပြီလားဟုမေးလေ၏ မြင်နေတာမြတ်ဘူးသားကြီးရေဟောဒီမှာစီပုံးဟောဒီမှာဂျုံမဟောဒီမှာထောပတ်ဟောဒီမှာကလည်းပဲဟောတာမတ်ပဲဟောဒီမှာကျွန်တော်အတွက်ပိစဟောဒီမှာဘူးသားကြီးအတွက်ပိစဟုပြောကမောင်မီသိန်းကပစ္စည်းများကိုစုပုံးနေတော့သည်ဘိုးကြီးလည်းမောင်မီသိန်းဝင်လာတော့ပစ္စည်းများကိုနေရာချလိုက်ထို့နောက်မောင်မီသိန်း၏ပိစကိုယူကြည့်ပြီးမောင်မီသိန်းအားတစ်ချက်ကြည့်ကခေါင်းရင်းဘက်စီသို့ထသွားလေတော့သည်ပြီးလင်တံပြူဘူးကလေးကိုဖွင့်ကအတွင်းမှာကတ်ကြေးကိုနှာယူ၍မောင်မီသိန်း၏ပိစအားကြွေကနေညှက်ချလိုက်လေသည် ဘူးထောင်မလို့လောက်တာလဲဟုမာမီသိန်းကအလန့်တကြားဩလာလေသည်လူလေးတွေအိမ်ကြီးချုပ်ပေးမယ်လေဟုဖိုးကြီးကပြော၏ဘူးထောင်ချုပ်တတ်လို့လားပြင်စီကုန်မှမယ်ဟုမာမီသိန်းကပြောလေအာချုပ်တသက်လုံးဒီလုံးနဲ့အသက်မွေးခဲ့တာဘက်ကွန်တေလာဆိုတာလူတိုင်းကြိုက်တဲ့အချုပ်ဆိုင်တစ်ခုပေါ့ဟုဖိုးကြီးကပြောလိုက်နေမာမီသိန်းကဟင်ဒီလိုဆိုလဲတော်သေးတာပေါ့ဗျာဟုပြန်ပြီးပြောလိုက်ရဖိုးကြီးကသဘောကျစွာရင်မောလိုက်လေသည် လောကကြီးမှာပြက်စီးတယ်ဆိုတာမရှိဘူးလူလေးရဲ့ဟုဖိုးကြီးကပြောလိုက်လေ အဘဲနဲ့မရှိရမှာလဲဗျအခုမူသားကြီးကအထဲကိုအလဲကပိုင်းချလိုက်ပြီမဟုတ်လားနှစ်ပိုင်းဖြစ်သွားပြီမူသားကြီးကအဲ့ချို့တမားတရားမဟုတ်ဘူးဆိုရင်ကျွန်တော်အထဲစားပြည့်စည်သွားပြီပေါ့ဟုမမီသိန်းကပြောလိုက်ရဘိုးကြီးကအထဲစားတစားကနေနှစ်စားဖြစ်လာတယ်လို့ရောမစင်စားဘူးလားနှစ်စားလိုချင်တဲ့ကောင်ကဒီလိုပဲထက်ဝက်က ဖြတ်ကြရတာပဲမဟုတ်လားအဲ့ဒီခါမျိုးမှာတော့ဖြည့်စည်တယ်လို့မဆိုကြပါလားနှစ်စားလိုချင်တဲ့ကောင်ကအဲ့ဒါကမှန်တယ်မဟုတ်လား ။ဒါစားတဲ့လိုချင်တဲ့သူကတော့ဖြက်စီးတယ်လို့ပြောမှာပေါ့။အလဲကတဝက်ပိုင်းပြီးနှစ်ဆလိုချင်တဲ့သူကတော့ဖြက်စီးတယ်လို့ဘယ်ပြောမှာတော့အမှန်ကတော့မဖြက်စီးပါဘူး။စောစောကဒါစားပဲအခုနှစ်ဆဖြစ်သွားတယ်။အမူရားလေးပြောင်းသွားတာပါ။ရောနေချင်းမှမဖြစ်သေးပဲနဲ့ချိန်ဝင်တဲ့ချိန်ကြီးရင်လည်းအလေးချိန်ကတူတူပဲရှိနေဦးမှာပဲဟုဖိုးကြီးကပြောလေအင်းကြီးဖြစ်မလာရင်တော့ဖြက်စီးတယ်လို့ပြောရမှာပဲဘူသားကြီးဟုမမ်မီသိန်းကပြောလာရင်ဖိုးကြီးက အဒါကအင်ညီလိုချင်တဲ့သူရဲ့စကားပါကွာတခါတရံမှာအဝိဇ္ဇုလိုချင်အင်ညီကောင်းတွေကိုတော့ဖြစ်ရသေးတယ်မဟုတ်လားကွာအဝိဇ္ဇုလိုချင်တဲ့သူဘက်ကကြည့်ရင်တော့မဖြက်စည်းပါဘူးဖြက်စည်းမဖြက်စည်းဆိုတာကြည့်မြင်တဲ့ဘက်နဲ့ဆိုင်နေကွာလူလေးရဟုပြောပြီးလင်မောင်မီသိန်းအတွက်အင်ညီပုံစံညှက်လိုက်လေတော့သည်ပြီးလင်၎င်းကိုယ်တိုင်အဲ့ကလေးဖြင့်စိတ်ရှည်စွာချုပ်လေတော့သည်ဈေးပြောင်းခြင်းဖြစ်တဲ့ဖြင့်၎င်း၏တဲကလေးနီးမှာစုညံစွာစကားပြောတတ်သောတူရှင်မိသားစုလည်းဖြက်၍ပြန်သွားလေသည် ယမန်နေညင်းကပွဲအကြောင်းကိုအာရပါရပြောသွားသောကုံစိမ့်တဲ့တစုလည်းဖြတ်သွားလေလက်တွန်းလည်းမှလည်းတကြွကြွတွန်းသွားလေတော့သည်ဖိုးကြီးနေမမီသိန်းမှမူစကားပြောရင်အလုံးလုံးနေကြလေမမီသိန်းကနန်းပြဖုတ်ရဤဖိုးကြီးကအင်ကြီးချုပ်လေသည်ထို့နောက်၎င်းတို့သည်နန်းပြနေဟင်းများကိုမိန်ရှက်စွာစားကြလေတော့သည် စားတာပြီးတော့ကမမီသိန်းကတင်းအိတ်လေဖိုးကြီးကမူအင်ကြီးချုပ်မြဲချုပ်နေလေသည်နေခင်ပိုင်းသို့ရောက်သောအခါတွင်မမီသိန်း၏အင်ကြီးသည် လုံးဝအပြီးသက်သွားလေတော့သည် ထိုကမှမိသိန်းကအဲ့ရမှာနိုးနေပြီဖြစ်တဲ့ဖြင့်အင်ဂျီကိုဝေ့ကြည့်လေရလွန်စွာမှအချိုးကြကြောင်တွေ့ရရင်တိတ်ကောင်းလာပဲဘူးဒါကြီးဘူးဒါကြီးအိမ်အာလုံးချုပ်တတ်တယ်နော်ဟူမေးလေချုပ်တတ်တယ်အင်ဂျီဘောင်းမီကုတ်အင်ဂျီမိမဝေ့တဲ့အင်ဂျီမျိုးမျိုးအိုးကဘာဝမှာရှိတဲ့လူမျိုးဘောင်းစုံရဲ့အဝတ်အစားကိုတောင်ချုပ်တတ်ပါရဲ့ဟုဘိုးကြီးကပြောလေအားရကဘူးဒါကြီးစီမှာတင်ထားဦးမှာပဲဒါမှမဟုတ်ဒီပညာကိုသင်ရင်တော့မတက်ခင်မှာပိတ်စာတွေတော့တော့ ဖြုံးတရလိုက်မယ်ထင်တယ်ဟုပြောလိုက်ရာဘိုးကြီးကဓားခုတ်တဲ့တက်ကိုတင်တဲ့သူကအစပိုင်းမှာဓားကိုသုံးဝင်ပြုတ်ဘူးဝချမ်းပြားကိုဓားပြည့်အသုံးပြုရတယ်စစ်ပညာသင်တဲ့သူတွေလည်းဒီလိုပဲလေ့ကျင့်တဲ့အခါမှာတကယ်ကြည်စမ်းနဲ့မလုပ်ရဘူးအချုပ်တင်တာလည်းဒီသဘောပဲပေါ့ကွယ်လေ့ကျင့်တဲ့အခါမှာတကယ်ပိတ်စာကိုအသုံးပြုလို့ဘယ်ဖြစ်မလဲမိုင်းကန်ဆက်ကူကိုဝင့်စာလို့သဘောထားပြီးညှက်ကြည့်ရမယ်ချုပ်ကြည့်ရမယ်ကွယ်ဟုဘိုးကြီးကပြောလိုက်လေသည်မောင်မီးရင်လည်းဘိုးကြီးစကားကိုလွန်စွာသဘောကျသွား၏ထို့ကြောင့်ဈေးသို့သွားကား မိုင်ငန်ဆက်ကူများဝယ်လာ၍ထိုနေ့ညတွင်ဖူးကြီးထံမှအထောက်ပညာကိုစတင်သင်ကြားလေတော်သည်။ဗန်ပြည်သိန်းသည်နောက်တစ်နှစ်နဲ့နဲ့တွင်ဂုံတကြီးနာဒရန်၏အလုပ်တိုက်သို့အလုပ်ဆင်းလေသည်။နာဒရန်ကကုန်ပစ္စည်းများတင်ပို့သောလုပ်ငန်းထုတ်ပိုးသောလုပ်ငန်းတွင်မောင်မီသိန်းအားခိုင်းချေလေ။မောင်မီသိန်းသည်ကုန်ပစ္စည်းများကိုဆက်လက်ပေါ်ပါစွာထုတ်လုပ်သည်။မိရထားဖြင့်ပို့ရမည့်ပစ္စည်းများကိုမိရထားပူဇာယုံသို့ပို့၏။ ော်တော်ကားဖြင့်ပို့ရမည့်ပစ္စည်းများကိုမော်တော်ကားခိတ်သို့သွားရောက်ပို့လေသည်ရေလမ်းဖြင့်ပို့ရမည့်ပစ္စည်းများကိုလည်းသင်္ဘောစီးဖြင့်တိုင်မီကညှိနှောင်း၍ပို့လေသည်နာဒရန်နှင့်မောင်ပြီးသိန်းလောက်ပုံခိုင်ပုံကိုဒစီတဆောင်လိမ့်လာအကဲခတ်နေလေအလောက်သိန်းချိန်နိုင်မှုဘူရာကြီးတို့ပြန်လာပြီလေရေမိုးချိုးကယမန်နီကချုပ်လုထားသောအဝိဇ္ဇာတင်များကိုဝစ်ဆင်၍ကြည့်မနိုင်ပေါ်ကားတဲ့ချွေပြုံမာနေထိုင်ရာသို့ အလဲပတ်သွားရောက်လေတော့သည် ရွှေဘုံမာဤခြံရှိသူရောက်လေခြံတကားဝရင်ချိတ်ဆွဲထားသောလူခေါခေါင်းလောင်းလေးနှလုံးကိုတကွန်ကွန်နှင့်လှောက်လီတော်သည်ရွှေဘုံမာဤအိမ်မှာတော်စားဆိုသောမိမကြီးသည်ခြံတကားသို့ရောက်လာပြီလေ။အော်မောင်ရင်ကိုဘာကိစ္စလဲ။ဟုမေးလိုက်လေသည်။ရွှေဘုံမာနဲ့တွေ့ကြလို့ပါ။ဟုမောင်ပြေသိန်းကပြန်ပြီးပြောလေ။ရွှေဘုံမာမအားဘူးကွ။မဖြစ်နိုင်ပါဘူးခင်ဗျာသူကအငိမ့်မင်းသမီးပဲအငိမ့်မကတဲ့အခါမှာအားရမှာပေါ့ဘာပြုတ်လို့ မအားရမှာတော့မင်းသိတ်ခတ်တယ်လို့ပဲအင်ရှင်ကသူ့အိမ်ကိုလာတာမကြိုက်လို့မအားဘူးလို့ပြောရင်မင်းအနေနဲ့ပြန်သွားဖို့ရှိတာပေါ့မင်းလိုမျက်နှာပြောင်းနေဧည့်သည်မျိုးငါဖြင့်တကားမှမတွေ့ဘူးပါဘူးအဲ့ဒါကြောင့်စဉ်းစားနေတာပဲတော်စားကြီးအင်ရှင်ကလာတာမကြိုက်ဘူးဆိုရင်တော့ပြန်တော်ပေါ့ဗျာဒါပေမဲ့ဒေါ်စာကအင်ရှင်မှမဟုတ်ပဲအင်ရှင်ဖြစ်တဲ့ရွှေရုံမကိုတွားပြီးပြောစမ်းမအောင်ဗျာ ြုတ်လာတာသဘောကျရဲ့လားလို့သူကမေးစမ်းမအောင်ဟိုခင်ဗျားမေးခိုင်းလည်းမသေးကြပါဘူးကြုတ်ပါသားပဲကြုတ်អော်ပြီးမေးပါမယ်ဟုတ်မန်ပြည်သိန်းကလှမ်း၍អော်မီပြုတ်လိုက်ရဒေါ်စာကထိတ်ထိတ်ပြပြဖြင့်အော်ပါနဲ့မော်ပါနဲ့ဖွင့်ပေးပါမယ်ဟုဆိုကခြံတကားကိုဖွင့်ပေးလိုက်လေသည်မန်ပြည်သိန်းလည်းလေးလေးခြုံကခြံထဲသို့ဝင်သွားလေဒေါ်စာကမန်ပြည်သိန်းအားမချေမနှက်ဖြင့်မျက်ဆောင်ထိုး၍ခြံရိတ်ခဲ့လေသည်မန်ပြည်သိန်းသည်အိမ်ပေါ်သို့တက်လေ ဧကံသို့ရောက်တော့အခါရွှေဘုံမှာသည်ယောက်ျားဧည့်သည်တူနှင့်စကားပြောနေသည်ကိုတွေ့ရလေသည်သူယောက်ျားဧည့်သည်မှာအသက်25နှစ်အရွယ်ခန့်ရှိ၏ရွှေကမ်းမျက်မှန်တတ်ထား၏အယ်ပတ်ကပိုးတိုက်ပုံကိုဝတ်ထားသည်နဒါယံပန်ကောက်လုံးကြီးပေါ်၌လည်းတေရီကပတ်ပတ်ထားပြီးလင်ကပတ်၌တေရီ၆လုံးမျိုးအိမ်နှင့်အတူ၆လုံးမျိုးတစ်လက်ကိုချိတ်ဆွဲ၍ထားလေသည်သူယောက်ျားဧည့်သည်ရွှေရောင် secret ဘူးလေးကိုဖွင့်၍ secret lake ကိုနှာယူကအကောင်းစားရရှင်မိချစ်ဖြင့် secret ကိုမိညင်ရင်ရွှေဘုံမအာမျက်လုံးကိုဆွေးဆောင်း၍ကြည်နေပုံကိုလည်းမောင်မီသိန်းသည်ကောင်းစွာတရေပြုတ်မိလေ၏ရွှေဘုံမဒီမောင်မီသိန်းကိုလှမ်း၍မြင်လိုက်လေ။အော်ရှင်ကိုဟုပြောလိုက်လေသည်။ဟုတ်ပါတယ်ကျုပ်ပါကိုပြီသိန်းလေ။မတ်ရွှေဘုံမစီလာခြင်းနေရာကြပြီ။အခုအလုပ်ရပြီဗျ။ကန္နာလန်ကကုံတိုက်တစ်ခုမှာကုံပစ္စည်းတွေထုတ်ဖို့ရတယ်ဖို့ရတယ်အလုပ်ပေါ်ဗျာဟုပြောဆိုရင်မောင်ပြီသိန်းသည် ရွှေမျက်မှန်နှင့်မျက်နှာချင်းဆိုင်ထိုင်ကုန်တွင်ဝေထိုင်လေသည်။ရွှေမျက်မှန်နှင့်လူသည်မောင်ပြီးသိန်းအားမနစ်မြို့သောမျက်နှာနှင့်တစ်ချက်မျှလှမ်း၍ကြည့်လိုက်လေ၏။မောင်ပြီးသိန်းကမူထိုသူအားအတိမတ်ပြုဖို့မရပဲ။ရွှေဘုံမကိုသာလင်းကြည့်၍နေလေသည်။ထိုကားရွှေမျက်မှန်နှင့်လူကရွှေရွှေပကိုးကိုပစ်ကနစ်ထွက်ဖို့ကိစ္စကိုစကားပြအောင်ပြောဦးလေ။ရွှေရွှေမပါရင်တော့ကိုကိုတက်လဲလမ်းပြမှာမဟုတ်တော့ဘူးဟုလွန်စွာကနက်ကလျာနိုင်သောလေးတံဖြင့်ပြောလိုက်လေသည်။ ိုသက်တင်ရဲ့ကျမတို့လောက်ကလူများများအမြင်ခံလို့ကောင်းတာမဟုတ်ဘူးဟုပြောလိုက်လေရာမောင်မိသိန်းကတိတ်ဟုတ်တာပေါ့မတ်ရွှေဘုံမာရဲ့မင်းသမီးဆိုတာကအမြဲတမ်းအိမ်တွင်ပုံနေလေကောင်းလေပြဟုပြောလိုက်ရာရွှေမျက်မှန်တဲ့လူလည်းမောင်မိသိန်းအားမလိုမုန်းထားတော့မျက်နှာပြင်ကြည့်လေသည်မောင်မိသိန်းကမူထိုးလူအားရှိနေသည်ဟုပင်သဘောမထားပဲစေဘော်လေးတလေးကိုထုတ်ယူကထိုသည်အကောင်းစားရွှေစင်မီချစ်ကိုကောက်ယူ၍ထောက်ခနဲ့ချစ်ပြီးမီးတိုးလိုက်လေသည်ရွှေမျက်မှန်တဲ့လူလည်းမောင်မိသိန်း စိုးစိုးဆက်ဆက်နိုင်လာသောအမှုရာကိုကြည့်၍လွန်စွာမှမချေမချမ်းဖြစ်၍နေလေသည်ဤသို့မချေမချမ်းဖြစ်နေသည်ကိုရွှေဘုံမာကရဲမိသည်ဖြင့်မောင်ပြေသိန်းဘက်သို့လှဲ့ကဒီမကိုပြေသိန်းဟောရာကျမမိတ်ဆွေဝင်းတောက်ကလေးကိုသက်တင်းနဲ့ဟုမိတ်ဆက်ပင်းလာလေရွှေဘုံမာရည်ရွယ်ချက်မှာရွှေမျက်မှန်နေစရာသည်နည်းနည်းရရလိုမဟုတ်ဝင်းနောက်ကလေးဖြစ်ကြောင်းမောင်ပြေသိန်းသိစဉ်ရန်ပြောလိုက်ခြင်းဖြစ်ပေသူရရင်မောင်ပြေသိန်းကစိတ်ဝင်စားပုံမပြပဲ ၎င်း၏စေဘော်လေးကိုသာမဲ၍ဖွာနေလေသည်ဝင်းတော်ကလေးကိုတက်တင်လဲမောင်မီတိန်အားအောက်တန်းစားလူတယောက်ဟုဆုံးဖြတ်ထားသည့်အလျောက်စပွဲတဝိုင်းထဲထိုင်နေရသည်ကိုပင်မက်သရီတက်ကဲ့သို့ရှိနေလေ၏ဒီမှရွှေ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 ကဖက်ပလိတ်နဲ့အလုံးလုံးနေရတဲ့သူဆိုတော့လူတိုင်းနဲ့သိအောင်ပေါင်းရမယ်ရေလိုက်ငါလိုက်ဆက်ဆံရမယ်ဆိုတော့ကိုကိုတက်သဘောပေါက်ပါတယ်ဒါပေမဲ့လူတွေကိုတော့ခွဲခွဲခြားခြားစီစီစစ်စစ်လောက်ပြီးမှဆက်ဆံမလို့မထင်နဲ့ အထူးသဖြင့်ယောက်ျားတွေကိုဆိုဘိုးလူတောင်ရွေးချယ်ပြီးဆက်ဆံရလိမ့်မယ်။အီးချင်းမရှိတဲ့သူတွေကိုခြံတကဖွင့်မပေးသင့်ဘူးလို့ကိုကိုသက်အကြံပေးချင်တာပဲဟုဝင်းနောက်ကလေးကိုသက်တင်ကမောင်မီသိန်းအားပြန်ပြောင်းတင်းတင်းကြီးကျူးကျော်ရန်ဆနေတော့သည်။ထိုကမောင်မီသိန်းကလည်းရွှေပြုံးမှဘက်သူလှဲ့ကဟော်ရီယာမိတ်ဆွေကြီးပြောတာတိတ်မှန်ပါတယ်ရွှေပြုံးမှအီးချင်းအစွမ်းစရှိတဲ့ယောက်ျားတွေကိုပဲဆက်ဆန်းတင်တယ်။အဲ့တော့အခုကျုပ်တို့ညကိုပဲစပြီးအီးချင်းစစ်ဆေးဖို့လိုပြီးထင်တယ်။ကဲ မိတ်ဆွေကြီးခမရမှာဘာကြီးချင်းရှိလဲဘာစွမ်းစားရှိလဲပြောပါဦးဟုပမမခန့်မေးလိုက်လေအကျုပ်ကဝင်တော့တယောက်ဖြစ်တယ်ဆိုတာရွှေရွှေကပြောပြီးပြီပဲဘာများထပ်ပြောဖို့လိုနေသေးလဲဟုဝင်တော့ကလေးကိုသက်တင်ကပြောလေဟာမိတ်ဆွေကြီးဝင်တော့ဆိုတာကခမရလောက်တဲ့လုပ်ငန်းရဲ့တည်နေမှုကိုဖော်ပြတာဗျအဲ့ဒါလူတယောက်ရဲ့ကြီးချင်းမှမဟုတ်ပဲလောကမှာအသက်မွေးဝမ်းကြောင်းမျိုးမျိုးရှိတဲ့အနေမှာဝင်တော့တစ်ခုပဲလူကြီးချင်း ပါတဲ့အလုပ်လို့ခင်ဗျားနားလေတာကိုအဲ့ဒါအင်္ဂလိပ်ဆိုရကခင်ဗျားကိုပေးထားတဲ့အလုပ်တာဝန်ပဲဗျခင်ဗျားရဲ့ကိုပိုင်အရေးချင်းမှမဟုတ်ဘဲသူကခင်ဗျားကိုလှုပ်ဖြုတ်ပြလိုက်တခါတယ်ခင်ဗျားကိုမှဝင်တော့ဆိုတာကပ်ပြီးပါနေမှာမဟုတ်ဘူးခင်ဗျားကိုယ်တိုင်တယောက်ထက်အဖို့မပါပဲယောက်ျားတယောက်နေနဲ့လှုပ်ပြနိုင်တဲ့အရေးချင်းတွေရှိရင်ပြောပြစမ်းပါခင်ဗျားအကျက်ဆိုင်နေပြီထင်တယ်ခင်ဗျားမှာပြဖို့ဘာမှမရှိဘူးထင်တယ်ခင်ဗျားမှာပြဖို့မရှိဘူးဆိုရင်တော့ကျုပ်ပြတာကိုကြည့် အခုကျုပ်ပြမာတွေကကျုပ်ရဲ့ကိုပိုင်ရည်ချင်းတွေပဲဘယ်သူကမှမိတ်နဲ့တားမြစ်လို့မရဘူးခိုးယူလို့လည်းမရဘူးဟုမောင်မီသိန်းကကလထိုင်းတွင်ထိုင်နေရမှပါမပြောညာပြောနေဆက်ကနေကိမိကောက်ထောင်းလိုက်လေသည်ဤတို့ပြုတ်လောက်လိုက်မည်ဟုမထင်သဖြင့်ဝင်းနောက်ကလေးကိုသက်တင်ရောရွှေပြုံးမှာပါအံ့ဩတင်နေချာ၏မောင်မီသိန်းသည်ကိမိကောက်ထောင်းရမှနောက်ကျွန်းပြစ်လိုက်ပြီးလင်ကလထိုင်းနောက်မီတန်းနိုင်မက်တက်သွားယူရက်ပြန်လေသည်ထုံးမတပံတပတ်ကျွန်းထိုးကား ဝင်းတော့ကလေးကိုသက်တည်ကလထိုင်လက်တန်တွင်ကီမီကောက်ထောင်ရေးပြပြန်၏ထိုမှတပန်းခုံပြန်၍မျက်နှာချက်တွင်ဆွဲထားသောပန်ငါကြွက်များကို အရင်ဆုံးလဲမှကင်တွေကတွဲလောင်းဆွဲ၍မှုန်နေအောင်လှုပ်ပြပြန်လေသည်ထိုသို့လက်၍နေရာမှ၎င်းမူလားကထိုင်ခဲ့သောနေရာသို့ဘုတ်ခင်နှင့်ပြုတ်ချအောင်ဖြုတ်ချလာရာထိုင်ရက်သားကျလာလေ၏ကျလာသည်နှင့်တပြိုင်နက်တည်းတောက်လက်ဆစေးပေါ်လေးကိုအောက်ယူ၍မိကြီးကိုချစ်ခံဟန်ပါပါတောက်လိုက်သည်ထိုသို့တောင်းရင်ကဲမိတ်ဆွေကြီး ကျုပ်ကတော့ကျုပ်တက်တာတွေကိုပြပြီးပြီဗျခင်ဗျားတက်တာတွေလည်းပြအောင်လေဗျအဲ့ဒီပြတဲ့အထဲမှာဝင်းနောက်ဆိုတဲ့စကားတော့မပါစီနဲ့ဗျဟုပြောလိုက်လေဝင်းနောက်ကလေးကိုတက်တင်လဲစိတ်ဆိုးလွန်၍ရွှေရွှေကိုကိုတက်ပြန်မယ်ဒီလူမြောင်လွဲကြော်ကောင်းနဲ့ဆက်ပြီးမနေချင်တော့ဘူးဟုဆိုကနေရာမှထပြီးထွက်သွားလေတော့ဤထိုကောင်မောင်ပြီးတဲ့ကဒီမာဒီမာမိတ်ဆွေကြီးဟုဆိုကလက်ကုတ်ကိုတပြောင်းပြောင်းတီး၍ခေါ်လေသည်ဝင်းနောက်ကလေးကိုတက်တင်လဲ လက်ရွေကြည်လိုက်လေမာမီသိန်းသည်နောက်ဘက်ကားကြတွင်ထိုးထားသောခြောက်လုံးပြူတနတ်ကိုယူ၍တနတ်ကလေးပြန်ယူသွားပါအောင်တနတ်ပြောက်လို့အလုတ်ပြုတ်နေအောင်မယ်ဟုဆိုကတနတ်ကိုပြန်ယူပေးလိုက်လေသည်ထိုကားကြောင့်မှဝင်းတော်ကလေးကိုတက်တင်သည်၎င်း၏တနတ်အိတ်ကိုကြည့်ရာတနတ်မရှိတော့ကြောင်းသိရလေမာမီသိန်းသည်ကိုတက်တင်ဤကလထိုင်လက်ရန်တွင်ကိမိောက်ထောင်ပြခဲ့စဉ်ကကိုတက်တင်ဤခါတွင်ချိတ်ဆွဲထားသောတနတ်ကိုပါကိုတက်တင်မတိအောင်နှာယူလိုက်ခြင်းဖြစ်လေသည် မောင်မီသိန်းဒီကိုသက်တင်အားတယောသောလေတန်းဖြင့်ဟူကြီးလိုက်လေကိုသက်တင်ဒီရှက်လက်ရှက်စိတ်လဲဆိုသောကြောင့်ရွှေရွှေကိုကိုသက်တော်တိမခံနိုင်တော့ဘူးဒီလူကိုတန်းတန်းနဲ့ပြစ်မိလိမ့်မယ်ဟု ပြောလာရမောင်မီသိန်းကအာလုံစမ်းမမိတ်ဆွေကြီးကရှင်ဘက်ကနည်းနည်းရားနေလို့တစ်ချက်နှစ်ချက်လောက်ပြစ်ပေးစမ်းမဟုပြောဆိုပြီးရှင်ဘက်အင်းကြီးကျဲသည့်ကိုဖြုတ်လိုက်လေကိုသက်တင်လည်းတန်းတန်းဖြင့်မောင်ပီသိန်း၏ယုံဝါသို့ချိန်လိုက်လေသည် ထိုကကြမှာပင်တစ်ချိန်လုံးအံ့အားတင်လွန်၍ငြင်းကြည့်နေသောရွှေရုံမာသည်မလုံနဲ့ကိုသက်တင်မလုံနဲ့ဟုအလန့်တကြားအော်ကန်ပန်းပီသိန်းဤရှိမှကွယ်၍ရက်ပေးလေသည်ဖယ်ဆက်မှာရွှေရွှေရဲ့ကိုကိုသက်အကြောင်းပြလိုက်ခြင်းလို့ပါဟုကိုသက်တင်ကပြောလေပြောစရာကြီးဟောဒီကြီးစံလေးကိုယူပြီးမှပဲခမရအကြောင်းကိုပြခြင်းပြပါဗျာဟုဆိုကပန်းပီသိန်းကကြီးစံ6000ကိုလက်ဘာပေါ်၌တင်၍ပေးလိုက်လေသည် ိုသက်တည်းလည်းမောင်မီသိန်းဤလက်တွင်၌ကြီးစံများကိုမြင်လင်၎င်းတက်နတ်တွင်၌ကြီးစံများမရှိကြောင်းတက်နတ်ပြန်ပေးစဉ်ကမောင်မီသိန်းကကြီးစံများကိုထုတ်ယူထားပြီးဖြစ်ကြောင်းကောင်းစွာရိပ်မိသိရှိသွားလေသည်ကိုသက်တည်းလည်းရှက်ပြီးရှက်ရ၍ဆိုတဲ့ကဲ့သို့မောင်မီသိန်းဤလက်တွင်မှကြီးစံများကိုဆက်ကနဲကောက်ယူကရွှေဘုံမှကိုပင်နှုတ်ဆက်ခြင်းမပြုတော့ဘဲအိမ်ပေါ်မှဆင်းသွားလေတော့သည် ရွှေဘုံမှသည်မောင်မီသိန်းဘက်သို့လှည့်က ရှင်ကျမရဲ့ဧည့်သည်ကိုစိတ်ဆိုးအောင်လုပ်လိုက်ပြီးဘာကောင်းလဲဟုပြောလိုက်လေ အတူလဲဧည့်သည်အကျုပ်လဲဧည့်သည်လေးများဧည့်သည်ချင်းစော်ကားတော့ဒီလိုမလို့ရင်မဖြစ်ဘူးလေဗျာပြီးတော့သူကလည်းခမရကိုလာပြီးပိုးပန်းနေတာဗျဒီတော့သူတဲ့ကျုပ်ကရီးစားလူဘက်တွေလည်းဖြစ်နေကြတယ်ဆိုတော့အဒီလိုလောက်ရမှာပဲဗျကျုပ်လောက်ရတာကကျုပ်ဘက်ကနေကြည့်ရင်တော့မှန်တယ်ဗျအဲ့တော့မတ်ရွှေဘုံမာရဲ့ကျုပ်ဘက်ကပဲကြည်စမ်းမှာဗျကျုပ်ဘဲလောက်မှန်တယ်ဆိုတာခမရတွေ့လာပါလိမ့်မယ်ဟုပြောလိုက်ရရွှေဘုံမာဒီသွားကလေးပေါ်အောင်ပြုံးလိုက်လေရွှေဘုံမာကြီးစိတ်တွင်နိုင်ပါမိသိန်း၏ ကိုယ်ယူကာယနိုင်လာသောအပြောအဆိုအပြုမှုများကိုတမျိုးတစ်ပုံအားဖြင့်ခြေနှက်မိလေသည်ရှင်ကတိတ်ရီဘူကောင်းတာပဲဘာမပြောညာမပြောနဲ့ကင်းမိကောက်ထောင်ပြတယ်ဟုရွှေရုံမာကပြောလာရမမီသိန်းကခမည်းရဲ့မေတ္တာကိုရဖို့ဆိုရင်ကင်းမိကောက်ပဲထောင်ကထောင်ကဂျိုးမဲထိုးကထိုးရကိုကိုပြောမယ်ဗျာဘာကိုပဲလုံရလုံရလုံမယ်လို့ဆုံးဖြတ်ထားတဲ့သူဗျဒီလိုလူမျိုးကိုခမည်းကပြန်ပြီးမေတ္တာမရှိဘူးဆိုရင်ခမည်းအဝီစီရောက်ဖို့တည်ကြနေပြီ ကျမရှိမှပြောထားတာပဲကျမယူမဲ့သူကချမ်းချမ်းသာသာရှိရမယ်လို့ကျုံမမေ့ပါဘူးကျုံလည်းအဲ့ဒီအတွက်အလုပ်လုပ်နေတာပဲခင်ဗျားပြောတဲ့ချမ်းချမ်းသာသာဆိုတာပတ်စံကိုပြောတာလားဒါတွေကလွဲပါတယ်ခင်မိကောက်ထောင်ရတာလောက်မခက်ပါဘူးကျိုးတန်းလျှောက်ရတာလောက်မခက်ပါဘူးအဲ့ဒါလောက်လည်းအန်ဒီမများပါဘူးဟုဘန်ပြီးသိန်းကပြောလိုက်ရှင်ရင်ကဘာအလုပ်လုပ်တယ်လဲဟုရွှေဘုံမာကမေးလိုက်အရင်ကဆက်ကသမားတရားပေါ်ဗျာခုတော့အဲ့ဒီလောက်မလုပ်တော့ပါဘူးဟု မောင်ပြည်သိန်းကပြောလေသည်ရှင်းကတမျိုးပဲနော်ခုရွှေရမကပြောလိုက်ရမောင်ပြည်သိန်းကအဲ့ဒီဇကားကိုကျုပ်နားမလဲဘူးကျုပ်ကိုချစ်တယ်လို့ပြောလိုက်တာလားဟုပြန်၍မေးလိုက်ရရွှေရမကဟန်မူရပါပါမဲ့လိုက်လေမောင်ပြည်သိန်းကရွှေရမမဲ့လိုက်ပုံကိုသဘောကျလွန်သဖြင့်ဟက်ဟက်ပတ်ပတ်ကြီးရီမောလိုက်လေတော့တည်းမောင်ပြည်သိန်းဒီကုံတကြီးနာဒရန်အလုံးတိုက်တွင်အလုံးလုံးလေကုံများတင်ပို့စရာရှိရင်တင်ပို့ဤထုတ်ပို့စရာရှိရင်ထုတ်ပို့ဤ ထိုအလုပ်များမရှိလင်မှုအနီနာပွဲရုံများတွင်ထမ်းပိုးနေကြသောကုလီများတံပြူပုံးများကိုဂေဇော်သည့်တံပြူစရာများထံတွင်ပါရောက်၍စကားပြောနေလေသည်တနေ့တနိုင်မှပြည်သိမ်းသည့်ပွဲရုံရှေ့ရှိဘန်နာပင်အောက်တွင်ကုလီတယောက်နှင့်စကားလက်ဆုံးကြနေလေထိုချိန်၌နာဒရန်၏စည်ရေးရောက်ရှိလာပြီးမောင်မီသိန်းအားတထေးခေါ်နေတယ်ဟုပြောလိုက်အေးအေးလာခဲ့မယ်လို့ပြောလိုက်ဟုမောင်မီသိန်းကစည်ရေးအားပြောလိုက်လေသည်စည်ရေးလည်းနာဒရန်ထံသို့ပြန်သွားပြီး မမီသိန်းဒီကူလီတောင်းနဲ့စကားပြောနေကြ။လာခဲ့မယ်ဟုပြောလိုက်ကြအောင်ပြောလိုက်လေ။နာဒရန်စိတ်ထဲ၌နိုင်ငံမခံခြင်းတကယ်သူဖြစ်၍သွားလေသည်။မိမိအလို့ရှင်တတိကခေါ်ဒီကိုချက်ချင်းထမလာပဲကူလီနဲ့စကားပြောမဲဖြစ်နေတော့အလို့သမားပေါ်၌မကြည်မနက်ဖြစ်၍သွားလေသည်။ထို့ကြောင့်၎င်း EC ကိုဟေးခရနီတောက်ခေါ်စမ်းကွာ။ခုချက်ချင်းလာခဲ့ပါလို့ထက်မှန်၍ဆေးလွတ်လိုက်။မမီသိန်းဒီကူလီပြောပြသောပုံရင်ကိုစိတ်ဝင်စားစွာနားထောင်နေ၏။စီးသည်အနည်းတို့ရောက်ရှိလာလေ။ တတိကအခုလာခဲ့ပါတဲ့ဟုမောင်ပြီသိန်းကိုပြောလိုက်လေရာအာနေဆက်မအောင်ခရနီယာဟောရီကူလီပြောတဲ့ပုံဝိတူလေးကတိတ်စိတ်ဝင်စားစရာကောင်းနေกว่าအဲ့ဒါကလေးပြီးမှလာခဲ့မယ်ပြောလိုက်กว่าဟုမောင်ပြီသိန်းကပြောလေကူလီစီးရဲ့ဂရာနီလဲတတိကြီးနာဒရန်ထံပြန်သွားပြီးမောင်ပြီသိန်းပြောသည့်အတိုင်းချွင်းချံခြင်းမရှိဘဲပြန်၍ပြောလိုက်လေသည်တတိကြီးနာဒရန်လဲလွန်စွာမှတောပွားသွားလေထို့ကြောင့်၎င်းဤစီးကိုဟေးခရနီသွားပြောစမ်းกว่า တထေးကအရေးကြီးတာလားကုလီကအရေးကြီးတာလားဟုပြောလိုက်လေစေရဲလည်းမပြီးသိန်းထံပြေးသွားပြီနိဒီမှမပြီးသိန်းတထေးကမေးလိုက်တယ်ကုလီကအရေးကြီးသလားတထေးကအရေးကြီးသလားတဲ့ဟုမေးလိုက်လေရမပြီးသိန်းကစေရဲအားပြုံပြုံကလေးမော့ရွေကြည့်ပြီနိနှစ်ယောက်စလုံးဘသူမှအရေးမကြီးဘူးတထေးကတထေးဖြစ်နေအတော့ဝင်တယ်လို့ကုလီကလည်းကုလီဖြစ်နေအတော့ဝင်တာပေါ့ကတထေးကိုပြောလိုက်စမ်းပါလာပြီးမနောက်ရက်စမ်းပါနဲ့ဟုပြောလိုက်လေ စည်ရလမောင်မီသိန်းစကားကိုနားထောင်မှတ်သား၍တတိကြီးနာဒရန်ထံပြန်သွားပြီလေမောင်မီသိန်းပြောသည့်အတိုင်းပြောလိုက်လေသည်တတိကြီးကလွန်စွာမတော်ပွားလျက်ရှိတတိနယ်ကူလီကိုတူတူပဲလို့သဘောထားတဲ့အကောင်ဘယ်သူကအရေးကြီးတယ်ဆိုတာမကြခင်သိရမယ်ဟုချိန်ဝါနေလေ၏ကူလီကလည်းမောင်မီသိန်းဟာခင်ဗျားကိုပုံပြောရတာအနှောက်ယှက်တင်များတာကိုပြဟုပြောလေစိတ်မရှိပါနဲ့မိတ်ဆွေရဲ့ပြောမှသာဆက်ပြောစမ်းပါဟုမောင်မီသိန်းကဆိုကကူလီက၎င်း၏ပုံရင်ကို ဆက်၍ပြောနေလေသည် ပုံပြင်ပြီးဆုံးသွားသောအခါ၌မောင်မီသိန်းကကိုလီအားခါညွတ်အယူသည်ပြုပြီးနောက်အခုလိုမှန်သားပွဲရာကောင်းတဲ့ပုံပြင်ကိုနားထောင်ရတဲ့အတွက်မိတ်ဆွေကိုများကြီးကျေးဇူးတင်ပါတယ်ဟုဆိုကာတတိကြီးနာဒရန်ရှိရာရုံခန်းသို့ဝင်သွားလေသည်တတိကြီးကလည်းမောင်မီသိန်းအားစားတော်ဝါတော်မြေကဲ့သို့ကြည့်ရင်းနေလေ၏မောင်မီသိန်းကမူ၎င်းအားအတိပတ်ပြုဖို့မရပဲစိတ်လေးတစ်လိုက်ကိုထုတ်ရင်းမိညိရှိုက်ဖွာနေလေသည်တီမမောင်မီသိန်း ။တက်သေးနဲ့ကူလီကိုအတူတူပဲလို့သဘောထားတယ်မဟုတ်လား။ဟိုနာဒရန်ကမေးလိုက်။ခင်ဗျားကအဲ့ဒီနှစ်ခုတည်းမေးလို့အဲ့ဒီနှစ်ခုတည်းဖြေလိုက်တာပါ။နွားနယ်ကောခွေးနယ်ကောခမရနယ်ကောအတူတူပဲ။ဒီထဲမှာကြုံလက်ပါတာပေါ့ဗျ။သူနေရာနဲ့သူတော့သုံးဝင်တဲ့သဘောရှိပါတယ်ဒါပေမဲ့လောကကြီးမှာဘယ်သူကမှဘယ်သူထက်ပိုပြီးရင်မကြည့်ဘူးဟုမာမီသိန်းကပြောလိုက်လေနာဒရန်ကဒေါသအိုကြီးပောက်ကွဲသွားလေတော့ဤကျုံနှောင်းနဲ့တူသလားဟု နာဒရန်ကမေးလိုက်အတူတာပေါ့ဗျာ ခင်ဗျားကအလုပ်သမားတွေကိုလာကထုတ်ပေးတဲ့အနေနဲ့ကျေးဇူးပြုတယ်။နွားကလည်းထုံတဲ့အနေနဲ့သူ့ကိုအကျိုးပြုတယ်။နွားလည်းပဲအစာစားမှအသက်ရှင်နေခင်ဗျားလည်းဒီလိုပဲမဟုတ်ဘူးလားဟုမောင်မီသိန်းကပြန်၍ပြောလေသည်။အကျုပ်ခွေးနဲ့ရောတူသလား။ဟုနာဒရန်ကမေးပြန်၏။အခင်ဗျားကကျုပ်တို့ကိုပတ်စံထုတ်ပေးဖို့အသုံးဝင်တယ်လို့ခင်ဗျားထုတ်ပေးလိုက်တဲ့ပတ်စံတွေကိုတခုမခုရအောင်ခွေးကလည်းအိမ်ဆောင်ပေးဖို့ရတယ်။ခွေးကလည်းမိမ့်မှယူတယ်ခင်ဗျားလည်းမိမ့်မှယူတယ်ခွေးလည်းသဘောမကျရင်ဟောင်းတယ်ခင်ဗျားလည်း တဘောမကြလို့ကျိန်းမောင်းနေပြီမဟုတ်လားဟောဘာဖြစ်လို့မတူရမှာလဲဟိုဘာပြီးသိန်းကပြောရင်ဆဲလိုက်ပြာကိုချွေးလိုက်လေသည် ခွေးရခမည်းကိုအလောက်ဖြုတ်မပြစ်နိုင်ဘူးကျုပ်ကခမည်းကိုဖြုတ်ပြစ်နိုင်တယ်ဒုက္ခရအောင်လုပ်နိုင်တယ်ဟုနာဒရန်ကပြောလိုက်အခွေးရကျုပ်ကိုကိုက်နိုင်တယ်နာဒရန်ခမည်းကကျုပ်ကိုမကိုက်နိုင်ဘူးခွေးမှာအလွန်ချွန်ထက်တဲ့သွားတွေအစွဲတွေရှိတယ်အဲ့ဒါခမည်းမှာမရှိဘူးဒီလောက်ကပဲခမည်းသွားတဲ့ချောင်းကျိုးသွားလို့သွားဆိုင်စရာရှိသွားပြီးသွားတဲ့ချောင်းဆက်ရသေးတယ်မဟုတ်လား ခွေးကတော့သွားဆိုင်စရာစီဘယ်တော့မှမသွားခဲ့ရဘူးဒီချက်ကတော့တတိကိုခွေးကနားလိုက်တဲ့အချက်ပဲဟူမောင်ပြီးသိန်းကပြောလိုက်ရနာဒရန်ဒီမောင်ပြီးသိန်းအာမျက်ထောင်နီးချီးဖြင်ကြည့်ကအလောက်ရှင်တယောက်ကစိတ်ဆိုးမအောင်နဲ့နဲ့မှမစင်စားမိဘူးလားမစိုးရင်ဘူးလားအဲ့ဟာမျိုးကိုကျုပ်ကထမင်းလုံးတစ်စီ၆ခံရသလောက်တောင်တုံလုံးတဲ့လူစားမျိုးမဟုတ်ဘူးခင်ဗျအလောက်ဝင်လောက်တုံးကတော့အလောက်ရှင်ကအကောင့်ပြောရင်လည်းအကောင့်လိုထင်မှမယ်အလောက်ရှင်ကမကောင့်ပြောရင်လည်းအကောင့်လိုထင်မှမယ်ဆို ဟုတ်ပါတယ်အဲ့ဒီဂရီကိုအခုထိမချိုးဖောက်သေးပါဘူးအခုချိန်ထိခင်ဗျားပေါ်မှာလည်းမကောင်းမထင်သေးပါဘူးအခုလိုခြေတင်ပြောနေတာလည်းခင်ဗျားအတွက်ပြောနေတာပါခင်ဗျားလိမ္မာရေးကြရှိလာအောင်ခင်ဗျားလူတွေကိုနားလည်လာအောင်လူတိုင်းလူတိုင်းမှာအရာဝတ္ထုအရာဝတ္ထုတိုင်းမှာအတုတံပိုးနဲ့သူရှိနေတယ်ဆိုတာကိုခင်ဗျားသိလာအောင်ပြောပြနေရတဲ့သဘောပဲဟုမောင်မီသိန်းကပြန်၍ဖြေလိုက်လေအဲဟုတ်ပြီကျုပ်ကောင်းကောင်းသဘောပေါက်သွားပြီခင်ဗျားလိုလှုပ်သမကျုပ်စီမှာအလိုမရှိတော့ဘူးခင်ဗျားရားတင်ရားတိုက်တဲ့ အလုံလောက်ခကိုစည်းစီမှထုတ်ပြီးခမရအလုံကထွက်သွားတော့ဟုနာဒရန်ကပြောလိုက်လေအကျုပ်အလုံလောက်တာကငွေတစ်ခုတည်းအတွက်အလုံလောက်တာမဟုတ်ဘူးဒီတော့ကျုပ်ရဲ့လောက်ခငွေကို ထုတ်သွားဖို့ဆိုတာတိတ်ရေးကြည့်တဲ့ကိစ္စမဟုတ်ဘူးလောက်ချင်လို့လောက်နေတဲ့သဘောပါပါတယ်ဒါကြောင့်ကျုပ်ရဲ့လောက်ခငွေကိုမထုတ်တော့ပါဘူးကျုပ်ကိုပုံပြော့ပြတဲ့ဟိုဘက်ယုံကကုလီကိုထုတ်ပေးလိုက်ပါကျုပ်ကိုဤရွေဤများတီလက်ခံအသုံးပြုခဲ့တဲ့ခင်ဗျားကိုလည်းကျေးဇူးတင်ချောင်းပြောခင်ပြစီတကယ်လို့ ခင်ဗျအခုညီလူရင်လည်းပဲတင်ငန်းချုပ်ဖူတာယုံနာမှာပင်စရာရာကျူးရဲ့အိမ်လိုမင်းရပါတယ်အိမ်မှာကျုပ်ရှိတယ်ဒါမဲ့ကျုပ်စီကိုဒီတကလာခွန်ရင်တော့အခုပေးထားတဲ့လစာရဲ့နှစမပေးနိုင်မလားခင်နဲ့ခင်ဗျကို find တဲ့သဘောပေါ့ဗျာဟူဆိုကမောင်ပြီးသိန်းဒီနာဒရိုင်းအလုပ်တိုင်းမှာထွက်ခဲ့လေတော့ဒီမောင်ပြီးသိန်းဒီတင်ငန်းချုပ်သူမပြန်သေးပဲရွှေဘုံမအီအိမ်ဘက်စီတို့တက်ရောက်ခဲ့လေတော့ဒီထွင်တို့ရောက်ရင်ရွှေဘုံမကိုအခန့်တင်တွေ့ရ၏ ရွှေရုံမာတီပတ်တလားစရာသူကပတ်တလားတီးစီပြီးလင်၎င်းကစီးနှင်ဝါကိုကိုင်ကတချင်းဆုံနေလေ။မမီသိန်းသည်ရွှေရုံမာနှင့်မျက်နှာချင်းဆိုင်ထိုင်ကုန်တွင်တွားရောက်ထိုင်ကရွှေရုံမာတချင်းဆုံနေသည်ကိုနားထောင်ရင်း၎င်းကပါပေါင်နှင့်လက်ကိုပုတ်ခါစီးဝါလိုက်နေလေသည်။တချင်းတပုတ်ဆုံးသွားတော့ကရွှေရုံမာကဘယ်လိုလဲကိုပြီးတဲ့ဒီနေ့အလုံမသွားဘူးလားဟုမေးလေ။အလုံသွားပါတယ်။ဒါမဲ့ချုပ်ကိုဒီနေ့လှုပ်ရှင်ကလှုပ်ထုတ်ဖြစ်လိုက်တယ်လေဟုပြောလိုက်ရ။ရွှေရုံမာက ဒီလိုဆိုရှင်တော့ဒုက္ခပေါ့လုံလဲမရှိဆိုတော့စားရည်တော်ရေခက်ခဲတွေ့တော့မှာပေါ့ဟုပြောလိုက်လေသည်အဲရွှေဘုံမှာကျုပ်တွေစိတ်ပူတက်လာပြီပဲဒီချက်ကကျုပ်ဖို့တော့ရွှေတော်ကြီးပေါ်တဲ့ချက်ပဲကျုပ်တွေမပူပါနဲ့ဗျာကျုပ်ကဘယ်တော့မှဒုက္ခမရဘူးဘာဖြစ်လို့လဲသိလားကျုပ်ကဒုက္ခကိုအတိမတ်မပြူဘူးအယောတဝင်းမလုပ်ဘူးခီးဥကြုံမလုပ်ဘူးသူ့ကိုဧည့်သည်ဆိုတရားလိုသဘောထားတယ်သူရောက်လာရင်နေရာထိုင်ခင်းမပေးဘူးရင်းနှွေးချမ်းလေးတစ်ခွက်တောင်မတိုက်ဘူးဗျအဲ့တော့ဒုက္ခဆိုတဲ့ဧည့်သည်က ကျုပ်စီမှာတိတ်ပြောပိုက်ပုံမရပါဘူးဟူမောင်ဖြီသိန်းကပြောလိုက်ရာရွှေဘုံမကကြံကြီးစီရရှင်ဟူပြော၍ထွိသွားကလေးများပေါ်အောင်ပြုံးလိုက်လေသည်ရွှေဘုံမသည်ပတ်တလားစီရဘက်သို့လဲကဆရာကိုစိန်ဖေးရေဒီလောက်ဆိုရင်တော့နဲ့ပြန်ညနေအတွက်လုံလောက်ပါပြီဟူပြောလိုက်ရင်ပတ်တလားစီရသည်လက်ခတ်ကလေးနှစ်ခုကိုပတ်တလားရွက်ပြားပေါ်၌တင်ကနေရာမှထလေတော်သည်ဒုကရွှေဘုံမာကပတ်တလားစရာအားငါးချက်တန်တရွက်ကိုပေးလိုက်လေ ဖတ်လာစီရလဲငွေငါချက်ကိုရလင်၎င်း၏လွဲအိတ်ကလေးကိုလွှဲ၍ထွက်ခွာသွားလေသည်။ရှင်မနက်စာစားပေးပြီလားဟုရွှေဘုံမာကမောင်မြင့်သိန်းအားမေးလိုက်။ရန်ကုန်ရောက်တဲ့နေ့ကစပြီးကျုပ်ကမနက်စာကိုမစားဘူးဗျ။ညကြမှာပဲကျုပ်စီရဘူရာကြီးနဲ့အတူတဝါကြီးစားတော့တာပဲဟုမောင်မြင့်သိန်းကပြောလေ။ဟင်။ဒါပြင်ရှင်စားမနေဘူးလားဟုရွှေဘုံမာကကရုဏာသက်တော်လေးတန်လေးဖြင့်မေးလိုက်လေ။စားပါဘူးဗျ။အဲ့ဒါတကယ်ပဲကျုပ်ကိုထမင်းကျွေးမလို့လားမကျွေးနဲ့ဗျ။ကျုပ်မစားခြင်းဘူး။ အထူးသဖြင့်ရွှေဘုံမာနဲ့တွေ့ရရင်တော့ဓမင်ဝနေတယ်လို့ပါပဲတင်းတိန်နေတယ်လို့ပဲဟုမောင်မီသိန်းကပြောလိုက်ရဟွန်းအပိုရိဟုဆိုကနှကန်းလေးကိုလှလှပါပါဆူလိုက်လေသည်ကျုပ်နေတဲ့အိမ်သားမှာမိမကြီးတယောက်ရှိတယ်ကျုပ်ကိုသူကမကျေနပ်တဲ့အခါအမြဲတမ်းနှကန်းဆူတယ်အဲ့ဒီလိုနှကန်းဆူလိုက်တဲ့အခါမှာသူကလူတယောက်နဲ့မတူတော့ဘူးဝက်တစ်ကောင်နဲ့ပဲတူတော့တယ်ရွှေဘုံမာနှကန်းဆူလိုက်တဲ့အခါကျဒီလိုဖြစ်မသွားဘူးအင်တန်လာတဲ့ချက်တူရည်လေးတစ်ကောင်နဲ့တူသွားတယ် နှာခမ်းစုတိုင်းအကြီးအတန်မသွားဘူးဆိုတာကိုသက်သေပြန်လိုက်တာပဲအာနှာခမ်းစုပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရွှေဘုံမာဟုမောင်ပြီးသိန်းက ပြောလိုက်လေထိုနေ့ကမောင်ပြီးသိန်းသည်ရွှေဘုံမာနဲ့နိုင်ပေါင်းများစွာစကားပြောခဲ့လေသည်ရွှေဘုံမာ၏ရေတံလွင်လွင်ကလေးများကိုလည်းမကြာခဏဖြစ်ပေါ်စေလေ၏နောက်ဆုံးတွင်ရွှေဘုံမာကရှင်နဲ့စကားပြောရတာတိတ်ပျော်ဖို့ကောင်းတာပဲဟုပြောလိုက်ရမောင်ပြီးသိန်းကချစ်တဲ့သူနဲ့စကားပြောရတာလည်းဒီလိုပဲရွှေဘုံမာအချစ်ဆိုတဲ့အရာမှာချုံမြင်မှုတွေပါတယ် ရွေးထွေးမှုတွေပါတယ်လှောက်ရှားမှုတွေပါတယ်အချစ်ရှိရင်အချစ်ကသေးမနေဘူးအချစ်ကရှင်တန်နေတဲ့သဘောတွေပါတယ်အချစ်ကကျိုးတန်းရှောင်နေရတယ်လို့ပဲဟန်ချက်တွေပါတယ်ဟန်ချက်လွတ်သွားလို့မရဘူးဟန်ချက်လွတ်သွားရင်အချစ်ကပြက်ပြားသွားနိုင်တယ်ပြီးတော့အချစ်ကကင်းမိောက်ထောင်နေရတယ်လို့ပဲအားလုံးနဲ့ကင်းလွတ်နေတယ်ချစ်သူတွေရဲ့အမြင်တိကျစီဖြစ်နေတယ်သူတစ်ပါးနဲ့မပတ်သက်ဘူးပြီးတော့အချစ်ဟာချောတိုင်းတက်ရတယ်လို့ပဲတရွေ့ရွေ့နဲ့ကြိုးစားရတယ် အကျန်းဖတ်လို့မရဘူးပြီးတော့အချစ်ကမျက်လှနဲ့လည်းတူတယ်ဟုမောင်ပြည်သိန်းကပြောလိုက်လေတော့တည်းနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ